န်ကြီးချုပ်ပေးထောင်တဲ့ရှင်နဝပ်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာဟွန်ဆန်တို့အလို့သဘောဖုံးပြောထားတဲ့အတံဖိုင် ပေါက်ကြားလာတဲ့နောက်ထိုင်းညွန့်ပေါအစိုးရအဖွဲ့ရဲ့အခြေအနေဟာပြိုကျလို့နေပါဖြစ်လာပြီးပေးထောင်ထံနှုတ်ထွက်ပေးဖို့တောင်းဆိုမှုတွေလည်းရှိလာနေပါတယ်။ပေါက်ကြားလာတဲ့ဖုန်းအတံဖိုင်ထဲမှာတော့ပေးထောင်ထံကထိုင်းစစ်တပ်ရဲ့တိုက်ခါကိုထိခိုက်စေမဲ့သကလုံးမျိုးတွေပြောဆိုထားတယ်လို့ဆွဆဲပြီးအာနာယဖြူထိုင်းပါတီ PTP ဦးဆောင်တဲ့ညွန့်ပေါအစိုးရအဖွဲ့ကနေ Conservative Party နှုတ်ထွက်သွားခဲ့ပါတယ်။ Conservative Party ဟာညွန်ဘောင်အစိုးရထဲမှာ PDP အတွက်အားကောင်းဆုံးမိဖက်အင်အားစုအဖြစ်ရပ်တည်နေကြတာပါဝမ်ချိုင်ထိုင်းလို့ခေါ်တဲ့ Conservative Party ရဲ့အားလွတ်တော်ရွေးကောက်ခံအမတ်နေရာ69ခုကိုဆုံးရှုံးလိုက်ရခြင်းကညွန်ဘောင်အစိုးရအနေနဲ့လွတ်တော်ထဲမှာပြိုင်ဘက်တွေထက်အသာစီးယူရပ်တည်ဖို့ခက်ခဲသွားပါတယ်ဒါအပြင်ညွန်ဘောင်အစိုးရထဲမှာပါဝင်တဲ့ Unite Thai အမျိုးသားပါတီနဲ့ Democrat Party တို့ကလည်းလက်ရှိအခြေအနေတွေကိုဂျွန်လ19ရက်ညနေပိုင်းမှာ အရေးပေါ်အတွေးဆောင်ဆွေးနွေးကြမယ်လို့ဆိုပါတယ်။အဲ့ဒီတဲကပါတီတစ်ခုလောက်နှုတ်ထွက်သွားရင်တော့ပေထောင်တဲ့ဥဆောင်တဲ့ညွန်ပေါ်အစိုးရအဆုံးသက်သွားနိုင်ပြီးရွေးကောက်ပွဲအတက်ချင်းပါရတော့ဓမ္မမဟုတ်ညွန်ပေါ်အစိုးရအတက်ထွက်ဖွဲ့ဖို့မိဘရှာဖွေရတာတွေဖြစ်လာနိုင်ပါတယ်။ဒီတော့တွင်အငင်းစားဘိုလ်ချုပ်ကြီးပရဝိဝန်ဆောင်ဝဲဥဆောင်တဲ့ပါလန်ပရချာရပါတီကလည်းပေထောင်တဲ့အနေနဲ့ဖုံးခေါ်ဆောင်မှုထဲမှာပြောထားတဲ့စကားတွေကိုတောင်းဝန်ယူပြီးယာဒုကနေနှုတ်ထွက်ပေးဖို့တောင်းဆိုလာပါတယ်။ပရဝဟော ေထောင်တန်ရဲ့အတော်ရလက်ရှနာဝတ်ကဝန်ကြီးချုပ်အဖြစ်ဦးဆောင်နေခဲ့တဲ့ထိုင်းဆိုရကို2014ခုနှစ်မှာအာနာသိန်းဖြုတ်ချခဲ့တဲ့ထိုင်းစစ်တပ်ရဲ့ဒုတိယအကြီးအကဲလည်းဖြစ်ခဲ့ပါတယ်။ဂျွန်လ15ရက်နေ့ကဖုန်းခေါ်ဆုံးမှုဟာထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကြားကလက်ရှိကြုံတွေ့နေရတဲ့နယ်စပ်ရေရအငင်းခုံတွေကိုပေထောင်တန်ကလက်ရှိကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဟွန်ဆန်နဲ့အလို့တဘောဆွေးနွေးဖို့အတွက်ဖြစ်ပါတယ်။ဟွန်ဆန်က ဝင့်လျင်မြန်တာမှုရှိစေရအတွက်ရည်ရွယ်ပြီးအဲ့ဒီဖုံးပြောမှုကိုအတန်သွင်းထားကြောင်းဂျွန်လာ၁၈ရက်နေ့မှာဝန်ခံအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့၁၉မိနစ်ကြာမြင့်ခဲ့တဲ့ဖုံးခေါ်ဆုံးမှုကနေ၉မိနစ်စာဖြတ်တောက်ယူထားတဲ့အတန်ဆိုင်ကို သူကဖျန်းဝေခဲ့တာတော့မဟုတ်ဘူးလို့ဟွန်ဆန်ကပြောပါတယ်။အဲ့ဒီအတန်ဆိုင်ဟာအစိုးရအရာရှိတွေလွတ်တော်အမတ်တွေအပါအဝင်လူ၈၀လောက်စီမျှဝေပေးခဲ့ပြီးအဲ့ဒီတဲကတယောက်ယောက်စီးပေါက်ခဲ့တာဖြစ်လိမ့်မယ်လို့ဟွန်ဆန်က ဆိုပါတယ်။ဖေးထောင်တန်းအတွက်အဓိကပြဿနာတက်စီမဲ့ကိစ္စက သူဟာနေဆက်ပြဿနာနဲ့ပတ်သက်ရင်ထိုင်းအစိုးရရဲ့အမြင်နဲ့စန့်ကျင်တဲ့အသံတွေကိုနားမထောင်ဖို့ဟွန်ဆန်ကိုပြောခဲ့ခြင်းဖြစ်ပါတယ်။သူ့ရဲ့စကားကနေဆက်လုံခြုံရေးကိုတာဝန်ယူထားတဲ့ထိုင်းစစ်တပ်ဗိုလ်ချုပ်တဦးကိုယဉ်ညွန်းတာဖြစ်ပြီးအဲ့ဒီဗိုလ်ချုပ်ဟာနိုင်ငံကောင်းစားရဲ့အတွက်သူ့ကိုယ်သူလူကြိုက်များအောင်အာရုံစိုက်ခံရအောင်လုပ်နေချင်းတာဖြစ်တယ်လို့ပေထောင်ထံကပြောကြားခဲ့ပါတယ်။ဒီကိစ္စဟာညွန်ဘောင်အစိုးရထဲကနေစစ်တပ်ကိုထောက်ခံတဲ့ပါတီတွေအတွက် အကြီးအကျယ်ဒေါသဖြစ်စရာဖြစ်ခဲ့ပြီး အကွဲအပြည့်ဇက်လန်းတွေစတင်ခဲ့တာပါအခြေအနေတွေရှုပ်ထွေးလာတဲ့နောက်ဂျွန်လာ18ရက်ညပိုင်းမှာဘေထောင်တန်ဟာအရေးပေါ်သတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပပြီးသူပြောခဲ့တဲ့စကားတွေဟာထိုင်းနဲ့ကမ္ဘောဒီးယားကြားကတင်းမာမှုတွေကိုရှော့ချဖို့ရည်ရွယ်ထားတဲ့ချင်းကပ်မှုပုံစံတစ်ခုသာဖြစ်ပြီးစစ်တပ်ဘောသူကခါးသီးနေတာမျိုးသူနဲ့စစ်တပ်ကြားမှာပြဿနာတစ်ခုခုရှိနေတာမျိုးမဟုတ်ဘူးလို့ဖြေရှင်းခဲ့ပါတယ်တစ်ဖက်မှာတော့ထိုင်းစစ်တပ်ဟာပေထောင်တန်ရဲ့ဖခင်ရောအတော်စီကပါအာနာသိမ်းခဲ့မှုတွေတမိုင်းကြောင်းပြောရှိနေပါတယ် ေးထောင်တန်းကထိုင်းအစိုးရရဲ့လိုလားမှုဟာကမ္ဘောဒီးယားနဲ့အငင်းပွားမှုပြည်ရော့စီရေးကိုသာဥတည်တယ်လို့ဆိုပါတယ်။နောက်ပြီးသူ့အနေနဲ့ယုံကြည်စိတ်ချမှုကင်းမဲ့သွားပြီဖြစ်လို့ဟွန်ဆန်နဲ့အပုပ်ကိုရေးတီးတဲ့စကားပြောတာမျိုးလုပ်တော့မှမဟုတ်ကြောင်းသူကအတည်ပြုခဲ့ပါတယ်။အခုကိစ္စကိုအကြောင်းပြုပြီးရှန်နာဝော့မိသားစုနဲ့ဟွန်ဆန်တို့ကြားကပုပ်ကိုရေးခင်မင်းရင်းနှီးမှုပါအဆုံးသတ်သွားပြီလို့ယုံကြည်ရပါတယ်။အသက်38နှစ်ရွယ်ပေထောင်တန်းဟာ2024ခုနှစ်ဩဂတ်လမှာဝင်ကြီးချုပ်ဖြစ်လာပြီး အရင်ကအခါသီးပြိုင်ဘက်တွေဖြစ်ခဲ့ဘူးတဲ့ PTP နဲ့ Conservative Party တွေပေါင်းစည်းထားတဲ့ညွန့်ပေါ်အစိုးရကိုဟန်ချက်ညီအောင်စ조사ဥဆောင်နေကြတာပေါ့အခုတော့အတန်ဖိုင်ပေါက်ကြောင်းမှုရဲ့နောက်ဆက်တွဲအဖြစ်သူ့ရဲ့ဝန်ကြီးချုပ်နေရာကအစတင်လှုပ်ခတ်လာပါပြီလက်ရှိထိုင်းညွန့်ပေါ်အစိုးရဟာဝန်ကြီးချုပ်တဦးကိုလည်းဆုံးရှုံးခဲ့ပြီးသားပါစီးပွားရေးလုပ်ငန်းရှင်အောင်စရတာဒါဗီဇင်ကတရားရုံးအမိန့်ကြောင့်မနစ်တုန်းကယာဒူးကနေဖယ်ရှားခံခဲ့ရပြီးသူ့ရဲ့နေရာကိုဖေးထောင်ထံကဆက်ခံခဲ့တာဖြစ်ပါရဲ့ရှင်